ထိုင်းရီတက်လေရင်တစင်းဟာဖိုကတ်အပြည်ပြည်ဆိုင်ရာလေဆိပ်မှအရေးပေါ်ဆင်းသက်ခဲ့ရတဲ့အတွက်၎င်းရဲ့တခုရီသောလေရင်ပြေးလန်းကိုနိုင်ယူပေါင်းများစွာကြားပိတ်ထားခဲ့ရတာကြောင့်အော်တိုဝါရှေ့ရမှာဒါဇင်နဲ့ချီတဲ့လေကြောင်းခီးစင်တွေအပေါ်တက်ရောက်မှုရှိခဲ့တယ်လို့သိရပါဗျ။ လီယင်ဟာအော်တိုဘား၈ရက်ဒေတာစံတော်ချိန်မနက်၁၇နာရီမိနစ်၂၀ခန့်မှာဆင်းသက်စဉ်၎င်းရဲ့ဘေးမှာပြဿနာနဲ့ကြုံတွေ့ခဲ့ကြောင်းနေစဲရဲ့ Facebook မှာဖော်ပြခဲ့ပြီးလီယင်ကိုရွှေ့ပြောင်းမှုနဲ့ဘေးကင်းစေဖို့အတွက်လီယင်ပြေးလန်းကိုပိတ်ထားခဲ့ကြောင်းဖော်ပြခဲ့ပါတယ်။လီယင်ပြေးလန်းကိုမနက်၁၇နာရီ၄၂မိနစ်ကနေနေ့လယ်၃နာရီအထိပိတ်ထားဖို့အစောပိုင်းကသတ်မှတ်ထားပေမဲ့လီယင်ကိုရွှေ့ပြောင်းခဲ့ပြီးလိုအပ်တဲ့စစ်ဆေးမှုတွေလုပ်ဆောင်ခဲ့ပြီးတဲ့နောက် နေ့လယ်နှစ်နိုင်ခွဲအချိန်မှာပြန်လည်ဖွင့်လှစ်ပေးခဲ့ကြောင်းလေးစိတ်ကဖော်ပြထားပါတယ်။ဒီအချိန်နေဟာဖိုကတ်ကိုအသွားပြန်လေးချောင်းခီးစဉ်80အပေါ်တက်ရောက်မှုရှိခဲ့ကြောင်းဖိုကတ်လေးစိတ်ရဲ့ပြည်သူဆက်ဆံရေးညွှန်ကြားမှုယုံကထုတ်ပြန်ထားပါတယ်။လေရင်ပြေးလန်းပိတ်ထားချိန်ကြုံတွေ့ခဲ့တဲ့လေကြောင်းခီးစဉ်တွေကိုခရဘီအပြည့်ပြဆိုင်ရာလေစိတ်ကိုလမ်းကြောင်းပြောင်းဆင်းသက်ဖို့အကြံပြုခဲ့တယ်လို့သိရပါတယ်။ရေတက်လေရင်ဟာပုံမှန်ကင်းလဲ့နေချိန်လေရင်ဘိန်းပြဿနာကြုံတွေ့ခဲ့တာဖြစ်ပြီးလေရင်မှုဘေးကင်းခဲ့ကြောင်းရေတက်ပြောရေးဆိုခွင့်ရှိသူတို့ကပြောခဲ့ပါတယ်။